်အရင်ဆုံးကျွန်တော်တို့ကဒီရှင်းပြချင်တာက၄ချက်ပေါ့၄ချက်ပေါ့ဒီကအဲအရင်တော့ကဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ဖြစ်ကမ္ဘာမှာဖြစ်ဖြစ်ဟို ICE ပေါ့ Internet Conversion Engine ကားတွေပေါ့ဟုတ်ကဲ့ရှိခဲ့တယ်နောက်ပိုင်းကျတော့ခုနပြောတဲ့ EV ကားတွေရောက်လာတယ်အဲ့တော့ဟိုခုနပြောတဲ့ ICE ကားမှာလဲဟိုကဥမာ Nissan GTR လို့သူ super car စီနော် Ferrari Lamborghini သူတို့ဆိုလဲ EV တိုင်းမဟုတ်ဘူးလေသူတို့က specific တိုင်းရှိခဲ့တယ်။အော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ သူတို့ကအဓိကသူတို့က performance အရင်ကောင်းတယ်။နောက် speaker ကသူက over 250 km ထက်ကိုမောင်းလို့လုပ်တာ။သူတို့တော့လေအမှန်တိုင်းပြောရင်တော့ EV တိုင်ရအတိုင်းပဲ။သူတို့ရှိတယ်။အကယ်တမ်းပြောရင် EV တိုင်ရသူတို့ကခိုးတာ။ quality ချက်တစ်ခုပဲရှိတယ်။တချို့သူအဲ့ performance အပိုင်းလိုအပ်ချက် safety ပိုင်းလိုအပ်ချက်ကအဲ့ဒီ high end car တွေရဲ့ဒီ design construction နဲ့ခုနကပြောတဲ့ pattern တွေကိုသူကယူတယ်။ ဟုတ်ကဲ့ဆရာပြီးတော့မှ EV မှာနောက်ဆုံးပေးပေါက်လိုက်တာခုနက noise cancellation ကိုထပ်ပေါက်လိုက်တာအော်ဟုတ်ကဲ့ဆိုအဲ့ဒါက EV တာဖြစ်လာတယ်အဓိကလေးချက်ကခုနကပြောတဲ့ EV ကားတွေကခုနကပြောတဲ့ permanent magnet technology ပြီးသွားတဲ့အချိန်မှာ high torque အထတော့ဗျာမြန်မာလိုပြောရအောင်အထအရန်ကောင်းအထအရန်ကောင်းဟုတ်ကဲ့ဘလောက်ကောင်းလဲဆိုအကုန်ဟုတ်ကဲ့ဟုတ်ကဲ့ငင်းလိုက်တာနဲ့ကပ်ပြီးတော့ကြောကတ်ပေါ့ကြောကတ်တော့ဟုတ်ကဲ့ရဲခေါ်ကြောကတ်ကအရင်ကတစ်ချိန်လုံးကတ်တယ်ကတ်နေအဲ့တော့မောင်းကတော်တော်ကြီးကိုမိုက်တယ်အဲ့ကြောကတ်တဲ့နောက်ွယ်မှာတို့တို့အချက်တွေရှိတာပေါ့အဲ့တော့ကျွန်တော်ပြောရရင်တော့ခုနပြောရင် instant talk ဟုတ်ကဲ့ဆရာ instant talk ဆိုတာ internet conversation engine မှာရှားတယ်ဟုတ်ကဲ့ဒီမှာပဲရတယ်ဆို super car တွေမှာပဲရတယ်ဟုတ်ကဲ့ဆရာဟုတ် super car ဆိုတာဘိုလုံးနဲ့ပေါင်းတော့မှဒီ engine တွေကဒီစပြီးတော့0ဝမှာနင်းလိုက်တဲ့အချိန်မှာဒီကောင်က delay ရှိသေးတယ် CO ဖြန်းအောင်မယ်ပေါက်ကွဲအောင်မယ်ပေါက်ကွဲပြီးမှလေကိုချစ်ထည့်တာနဲ့ဆိုရင်အထဘလောက်ညံလဲဆိုတာမှာဒီက delay ရှိတယ် delay ရှိအောင်ဒီပြကြတော့အဲ့လိုမဟုတ်ဘူးစပြီးနင်းလိုက်တာကတော့ motor အပြည့်ပေးလိုက်တဲ့အချိန်မှာသူဒီအရန်ကြောက်စရာကောင်းအောင်တောက်တာကောင်းအဲ့ခုနက instant တော့အတွက်ကိုသူကဘာလို့လဲဆိုတော့ grip လို့ပါဟုတ်ကဲ့ဆရာအဲ့ grip ကအရေးကြီးလားဟုတ်ကဲ့ဆရာအဲ့ grip ဟိုပုံမှန်ကားတာအားလုံးလိုက်မယ်ဆိုတော့ရက်နေမှာအချိန်လေးอืม short slip ဖြစ်နေပါဘာအဲ့တော့ကြိုက်တဲ့ EV ကားကိုတက်နေလား slip ဖြစ်လို့ဆိုမရှိဘူးပုံမှန်ကားတစ်စီးကိုကျတာထည့်လိုက်ပြီဆိုတော့အဲ့တော့အဲ့ EV ကားမှာရိုးတာထည့်ကြည့်လိုက်အဆုံးနှင်းချလိုက်ရက်ပေါ့နည်းနည်းအကျဉ်းတော့ရက်ပါရက်ရက်ပြီးရက်မယ်မရက်ရင်တော့အောက်လေထောက်ရင်လေထောက်ပါဆိုတော့ဟာမျိုးအဲ့တော့ ဒီခုနပြောတဲ့ဒီခုနပြောတဲ့အာ higher top ခံနိုင်အောင်ဒီ grip ကိုလောက်ထားအဲ့တော့ကျတော့သူ့ရဲ့ pattern တွေမတူတော့ဟုတ်ကဲ့ဆရာเนาะတော့အဲ့လိုအဲ့လိုမျိုးခံနိုင်အောင်ဒီ grip ကောင်သူ့ရဲ့ဒီ rubber ရဲ့ construction နဲ့မတူတော့ဟုတ်ကဲ့ဆရာဒါပြားသူတို့ formula သူတို့ရှိမှာပေါ့ကျွန်တော်နေနေတော့ rubber သားပေါ့နော် rubber သားနဲ့ chemical နဲ့ရောတဲ့ portion တွေမတူမတူဟုတ်ကဲ့ဆရာပို့ပြီးတော့ဒီ higher top ပေါ်မှာခံနိုင်ရှိအောင်လုပ်ထားတယ်နောက်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ doctor check ပေါ့ဒါကပထမတစ်ချက်ဟုတ်ကဲ့ဆရာနောက်တစ်ခုကခုနပြောတဲ့ low ဟုတ်ကဲ့တော့ဆိုတာကားရဲ့ weight EV တိုင်ဟာပုံမှန်ကားတာပဲ battery ကြီးပဲကျွန်တော်မနေ့ကအတက်တကူမှာပြီးတာကျွန်တော်ကားတဒန်ကြီးရဲ့ကားထည့်ထိုင်ကြတော့ပြောရရင်တော့ EV ကားတွေဟာကားတက်ကြီးပဲ weight ဖြစ်ရှိပြီး weight ကပုံမှန် internal combustion engine ကားရှင်းလိုက်30%လောက်ပဲများဟုတ်ကဲ့အဲ့လိုများတဲ့အတွက်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ပုံမှန်တာယာထက်ကိုဘာများနေလဲဆိုတော့ low index ကညာရင်အဲ့တော့ low index တော့အဓိကဒီမျက်နှာပြင်မဟုတ်ဘူးအဓိကနှာခမ်းပဲတပင်းသူ့ရဲ့ weight ကြီးကိုထမ်းတာက ဘင်းနှခမ်းနေထားတာအဲ့တော့အဲ့ဒါလဲဘေးကနေယူလဲဆိုတော့တော်တော်ခုနပြောလိုမျိုးပဲသူတွေအာဒီအရင် EV မဟုတ်တဲ့ကားတိုင်းမှာ ZR လို့ရှိတယ်ဟုတ်ကဲ့ ZR ဆိုတော့ performance car ဒီ low index အထူးကြီးဟုတ်ကဲ့ high performance car တွေမှာခုနပြောတဲ့ run flat တိုင်းအရမျိုးလဲဆိုတော့ပြောရရင်သူက side wall ကိုအထူးကြီးတွေလောက်ထားအဓိကဘာလဲဆိုတော့ battery weight ကိုခံနိုင်အောင်အဲ့တော့ပုံမှန်ကားစလုံးကား size တူရင်တော့မှသူဒီ side wall ကိုအထူးကြီးလောက်ထား ဟုတ်ကဲ့အားကြောင့်တချို့ကားတွေမှာ HL ဆိုတဲ့ sign လေးပါ high low HL ဒီကား HL ဆိုတာဒီကားတွေမှာ high low ကိုခံနေအောင်လုပ်ထားတာအဲ့ဒါ high low နောက်တဒါနဲ့ချက်ပြီးသွားပြီနောက်တစ်ချက်က rolling resistant rolling resistant ပါလဲဆိုတော့အမ်ပြောရင်ကားကဒီတာယာရဲ့လမ်းရဲ့အထိကဟုတ်ကဲ့ဟုတ်နော်တွားတဲ့ဟာတိုင်းမှာ friction ပေါ့နော်ဒီလမ်းရကနေပုတ်ဆွဲလာတိုင်းအဲ့ပုတ်တိုင်းအောင်ရှော့ ဟုတ်ကဲ့ဆရာအဲ့လို short မှာသူကဘက်ထရီသက်တောင်ဟုတ်ကဲ့ဆရာဟိုနည်းနည်းလိမ့်နိုင်နေနည်းနည်း range ရောက်တယ်ပေါ့ range ရောက်တယ်ပေါ့နော်အဲ့တော့ခုနက rolling resistance ကို short အဲ့တော့ rolling resistance short ပေါ့ခုနကဘာလဲရှိဆိုတော့ပန်းဖွဲ့စည်းပုံတူဆိုတော့ဒါဆိုရင်ဒါသူသူပန်းဖွဲ့စည်းပုံဆိုဒါကြီးချင်းကြီးရှိရေခွဲထုတ်မှုကြီးလေခွဲထုတ်မှုလမ်းကြောင်းကြီးဟုတ်ကဲ့ဆရာခွဲထားတာအဲ့ rolling resistance ဆိုတော့အဲ့ဒီဟာကခုန performance ကလည်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟာကို short လာအဲ့တော့သူကဘာလဲဆိုတော့ပုံမှန်တာအထက်စာရင် rolling resistance ကိုသူ ရှော့ resistant shock လာတာဟုတ်ကဲ့ဟိုကဟိုကားဒီဟိုကဟိုကဆုံးရှုံးမှုပေါ်ပေါ်ဆုံးရှုံးမှု shock လာအဲ့တော့ see ဟိုပေါ်ဆက်ဆက်ဟိုပေါ်ဒီ battery တက်တာဟုတ်ကဲ့ပြီးပို့ပြီးတော့တုံးလို့ရတာပေါ့နော်ဟုတ်ကဲ့ဆရာနောက်ဆုံးချက်ကတော့ noise noise ဟုတ်ကဲ့ဆရာဟုတ်တယ်နော်ပုံမှန်ကားဆိုဒီကားတွေကတန်ငြိမ်ပြီးသားတန်ငြိမ်ပြီးသားငြိမ်ပြီးသားတော့ဘာသာထွက်ပါအဲ့ပေါ်မှာဟုတ်ကဲ့ဆရာဟုတ်တယ်ပုံမှန်ကားက internal combustion engine ကဒီဇယ်ပဲဖြစ်ဖြစ်ဓာတ်ဆီပဲဖြစ်ဖြစ်ဘာသာအတန်နည်းနည်းရှိတယ်ရောနေတော့တိတ်မသိတာဟုတ်ကဲ့ပါရောနေတာဟုတ် ဟူ EV ကားတဲ့ဟူတခြား internal conversion က၄စီးလောက်ဘေးမှာရန်နေတဲ့မောင်းနေတူးလုံးလုံးကိုလုံးလုံးဖြစ်နေလုံးပဲအချိန်ချင်းမှာတစ်ချိန်လုံးအားလုံး EV ဖြစ်သွားတဲ့အချိန်မှာအားလုံးကဘာသာမှကြားမှမဟုတ်ဘူးလေအကိုလိုက်တယောက်တည်းမောင်းတဲ့အချိန်မှာလည်းပထမဆုံးထွက်မဲ့အတန်တာယာ noise အဲ့တာ noise ကို decibel နဲ့တိုင်းပါအဲ့ decibel range ကိုက short လာတာအဲ့လို short ဖို့သူကပန်းမှလည်း short တယ်နောက်တစ်ခုကပါလဲဆိုတော့ဒီတာယာထဲမှာတွေ့တာဖုန်း อ๋อဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တွေ့တယ်ဆရာ။ noise cancellation technology ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒီ noise ကိုတာယာနဲ့ဒီဘိန်းနဲ့ညင်နဲ့ထိလို့ဆိုဝေါ်ဆိုထွက်တတ်တာ short short ဘူးဒီတရားနေပြီနော် absorb ဒီအတန်ကိုပြောပြောရတော့အိမ်ထဲမှာကျွန်တော်တို့ဒီ sound proof isolation ကတ်လို့ isolation ကတ်လို့မျိုးပဲဒီ noise cancellation technology နဲ့ဒါထည့်လာတာနော်ဆိုတော့ဒီဟာတပိုင်းပေါ့ဟုတ်ကဲ့အဲ့တော့ဒီအဲ့လေးချက်ကျွန်တော်တို့ကြွားပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်